င်္ဂလာပါဒီနေ့ကျမတို့အတူတူစမ်းစစ်ကြည့်ကြမယ့်အကြောင်းအရာကတော့လေ um British အုပ်ချုပ်ခဲ့တဲ့1926ကနေ1948အတွင်းပေါ့နော်ပင်္ဂလာကနေလွတ်ခိုင်တဲ့တောက်ကိုလူတွေရဲ့ပြောင်းရွှေ့အခြေချမှုတမိုင်းကြောင်းထင်ပါတယ်ဟုတ်ကဲ့ခင်ဗျာဒီအကြောင်းကို Derek Tonkin ရဲ့သူတည်တနာစတဲ့ကိုအဓိကမိញမ်းပြီးတော့အရေးကြီးတဲ့အချက်တွေရှုထောင့်တွေကိုဆွေးနွေးသွားကြမှာပါဟုတ်ပါတယ်ဒါကတမိုင်းအရာတော့မျက်မှောက်ခဲ့အတွက်ပါအရေးကြီးပြီးတော့လေ အအညင်းပွားစရာလည်းဖြစ်သေးတဲ့ကောင်းစဉ်တစ်ခုပါ Tonkin ရဲ့စာတန်းက British Kid တိုင်းကောင်စင်းဒီရွှေပြောင်းမှုရဲ့အတကယ်တဘောတဘာဝ British အာဏာပိုင်တွေရဲ့မူဝါဒနဲ့သဘောထားနောက်ပြီးဒေတာကန်တွေဘောတက်ရောက်မှုတွေကိုပြန်ပြီးဆန်းစစ်ထားတာပေါ့နော်ဟုတ်ကဲ့ဒီနေ့ဆွေးနွေးမှုကနေအဲ့ခေရဲ့အခြေအနေတွေကိုဟိုပတ်မလိုက်ပဲပကတိအတိုင်းနားလည်နိုင်ဖို့အဓိကစ조사ကြည့်ကြမယ်လို့ဆိုရမှာပါ အဝဘီဒါဆိုရင်ဒီတမိုင်းကိုအလွာလိုက်လီခွာပြီးချိလိုက်ကြအောင်အဲပြမဆုံးအနေနဲ့ British တွေမရောက်ခင်ရခိုင်ရဲ့အခြေအနေကိုအင်ပြောင်းချိတင်ကြထင်ပါရဲ့နော်ဒီကြတာပေါ့အဲ့ဒီ British ကရွှေပြောင်းမှုကြီးမစခင်ကတည်းကရခိုင်မှာမွတ်စလင်အတိုင်းဝိုင်းတွေရှိနေခဲ့တယ်ဆိုတဲ့တမိုင်းနောက်ခံကအရေးကြီးပါတယ်ဟုတ်ကဲ့ဂုံဒဲတွေစစ်မှုထမ်းဟောင်းတွေရဲ့မျိုးဆက်တွေရှိခဲ့တယ်လို့အဲစက္ကမနေအစုယောဂဆိုရင်ပိုတူဂီရခိုင်ပင်လက်တာပြတွေရှိတယ်လေ သူတို့ဘင်္ဂလားကနေဖမ်းခေါ်လာတဲ့ကျွန့်လေလည်းနီစင့်သက်လာသူတွေလည်းရှိခဲ့တယ်ဆိုရင်မှတ်တမ်းတွေရှိတယ်။အိုးဟုတ်ကဲ့။ဟူတုံးကကပြားဆရာဆိုင်ယက်အလောင်းဆိုတာရှိတယ်။သူ့မှတ်တမ်းရဆိုရင်အဲဒီခေတ်မြောက်ဦးမှာ အာရဗ်တူရကီဘင်္ဂါလီပါဝင်မွတ်စလင်လူမျိုးစုတွေအညာပြားရှိခဲ့တယ်လို့သိရပါတယ်။အင်းဒါစီဝင်စားစရာပဲဆိုလိုတာဗြိတိရှ်ခေတ်မတိုင်ခင်ကတည်းကရခိုင်မှာမွတ်စလင်အများပြားရှိနေခဲ့ပြီးသားဆိုတဲ့သဘောပေါ့။ဟုတ်ပါတယ်။အဲ့ဒီအချက်ကအေးရပါတယ်ဒါပေမဲ့ထောင်ခွန်မြာရှိစင်းငယ်မှာဗမာဘီရင်ကရခိုင်ကိုတင်လိုက်ပြီးနောက်မှာအခြေအနေတွေကတိတိတတ်တပြောင်းသွားတယ်နော်အတိကြပါပဲလူအများအပြားတိတ်ဆုံးတယ်အတဲမရွှေ့ပြောင်းခံရတယ်ဘင်္ဂလားနေစစ်ဘက်ကိုထပြေးကြရတယ်ဟုတ်ပါတယ် ပမာဘီယန်တပ်တွေရဲ့လွတ်ရက်တွေကြောင့်ရခိုင်လူမျိုးရောမွတ်စလင်တွေရောထောင်တုံးချီပြီးတော့အိန်းနီချင်းဘင်္ဂလားဒေသကိုထွက်ပြေးခဲ့ကြရတယ်။ဒါကြောင့်1826မှာအင်္ဂလိပ်မြန်မာစစ်ပွဲအပြီးဗြိတိရှ်တွေရခိုင်ကိုရောက်လာတဲ့အခါဒေသကလူဦးရေနှီးပါးမရှိတော့တဲ့အခြေအနေပေါ့ almost depopulated လို့တောင်ဗြိတိရှ်အရာရှိတွေကမတန်းတင်ခဲ့ကြတယ်။ အတော်ဆိုးွားတာပေါ့နော်အချိန်တွေကဟုတ်တယ်အဲ့ဒီအချိန်ကအရာရှိတူ Charles Patton ဆိုတဲ့သူရဲ့ခမ်းမန်းချက်ရာဆိုရင် ရခိုင်ဒေသတစ်ခုလုံးမှာလူရေတသိန်းဝန်းကျင်လောက်ပဲရှိတော့တယ်ဟုတ်ကဲ့တသိန်းတယ်ဟင်အဲ့ဒီမှာ60%လောက်ကရခိုင် 30%လောက်ကမွတ်စလင်7%လောက်ကဗမာလို့ဆိုပြီးအလိုခန့်မှန်းထားတာ So British တီအုပ်ချုပ်မှုစတင်ချိန်မှာလူနေပါနေရခိုင်ဒေသတွေကိုလူတွေပြန်ဝင်လာကြတယ်အဓိကဘင်္ဂလားနဲဆက်ကနေပေါ့ဒီနေရာမှာတုံးကင်းကထောက်ပြတဲ့စိတ်ဝင်စားစရာအချက်ချကိုလာလေဟုတ်ကဲ့ရခိုင်တဲ့ကိုဘင်္ဂလားကနေလူဝင်လာတဲ့ပုံစံဟာမြန်မာပြည်မှာတဲ့ကိုအိန္ဒိယကနေအလို့သမားလီပညာရှင်တွေကို British ဆိုရကအစည်းအဝေးတကြခေါ်သွင်းတာမျိုးနဲ့လုံးဝမတူဘူးဆိုတာပဲ ဲ့ဘလို့ကွာခြားတာပါလဲဟုတ်ကွာတယ်အဓိကကွာခြားချက်ကရခိုင်ကိုဘင်္ဂလားကနေဝင်လာသူအများစုဟာစိတ်ပျိုးရေးလုံသားတွေဖြစ်တယ်ပြီးတော့အစိုးရကစီစဉ်ခေါ်ဆောင်တာမဟုတ်ဖေးနေဆက်ကနေကို့အစီအစဉ်နဲ့ကိုဖြည်းဖြည်းချင်းဝင်ရောက်အခြေချတာမျိုးဖြစ်နေလို့ပါအိုးနေဆက်ချင်းကလည်းနီးတော့ကိုတန်းရလွေတာကိုတန်းရလွေတယ်အစပိုင်းမှာတော့စပားရိတ်ချင်းလို့ရာဒီအလိုက်ဝင်လာတဲ့ကိုလီတွေရာကနန်းလောက်ပဲရှိခဲ့တာ အလုပ်ပြင်ပြန်သွားကြတာများတယ်ဟုတ်ကဲ့ ်ဒါပေမဲ့နောက်ပိုင်းဆူရဲတူမြောင်းဖွင့်လိုက်တော့ကဘာဆန်းစစ်ခွက်ကြီးလာချင်းမှာ ရခိုင်ရဲ့မြေလက်တွေကိုစိုက်ပြိုးဖို့ခွန်းလန်ပေါ်လာတယ်အဲ့တော့အမဲတဲ့အခြေချထုအရေးအတွက်တိုးလာခဲ့တယ်อืมအခွင့်လန်းရောက်ဗောဟုတ်ဒါကို British အုပ်ချုပ်ရေးကမြေလွက်တွေစိုက်ပြိုးထုတ်လုပ်မှုတိုးတက်စေခြင်းတော့အားပေးခဲ့တယ်အားပေးခဲ့ပေမဲ့တကယ်ကိုငွေကုန်ကြေးကြခံပြီးခေါ်သွင်းတဲ့အစီအစဉ်မျိုးတော့မဟုတ်ခဲ့ပါဘူး1968ခုနှစ်က လက်ထောက်ကော်မရှင်နာ GA စထရိုဗိုင်းရမှတ်တမ်းတစ်ခုမှလဲဒီတဘိုးကိုသူ့ရတယ်နော်သူကစစ်တကောင်းကကူလီရရရလိုက်ရနေချီဝင်လာပေမဲ့အလုတ်ပြင်ပြန်သွားကြလို့သူတို့ကဒီမှာအမြင်နဲ့အခြေချက်လာအောင်ဘလို့ဆွဲဆောင်ရမလဲဆိုတာစဉ်းစားခဲ့ကြအောင်ရေးထားတာဟုတ်ပါအဲ့ဒါကအုတ်ချုပ်သူတွေရှူထောင်ပေါ့လိုအပ်ချက်ရှိနေတာကိုပြရတယ်ဟုတ်ကဲ့ဒီရွှေပြောင်းမှုတွေကို British တိုင်းဟောင်စီးနေမှာမှတ်တမ်းတင်ခဲ့ပေမဲ့အဲ့ဒီမှတ်တမ်းတွေကိုတိုင်းကနောက်ပိုင်းမှာအငင်းပွားဆက်ထွက်လာပြန်ရောဟုတ်ဘယ်လိုမျိုးလဲ ါမှာထုံခေါ်ရေးတစ်ဆက်တန်းခေါင်းဆိုင်မှာရခိုင်မှာဌာနေမဟာမိတ်တန်စိုက်ပျိုးရေးလူဦးရေအများပြားရှိတယ်လို့ဆိုပေမဲ့ဌာနေဘလောက်အတက်ဝင်လာသူဘလောက်စာကိုတိတိကျကျခွဲမပြခဲ့ဘူးဟုတ်ကဲ့ခွဲမပြခဲ့ဘူးဒါလည်းမြေထောက်ကွယ်27တန်းခေါင်းဆိုင်မှာလို့အပြောင်းလဲကြီးထူးလုပ်လိုက်တယ်မွတ်စလင်တွေကိုလူမျိုး race alike ခွဲခြားပြီးထာနေအုပ်စုကိုအင်ဒိုဘာမင်လို့တမလိုက်တယ်။ပြီးတော့ဗြိတိရှ်ခေတ်ရောက်မှအိန္ဒိယကဝင်လာသူတွေအဓိကစစ်တကောင်တားတွေကိုတီးခြားခွဲလိုက်တယ်။ ဟုတ်တယ်ဟုတ်တယ်အဲ့ဒီမှာစိတ်ဝင်စားစရာကောင်းတာကစစ်တေခရိုင်ပေါ့နော်အဲ့ဒီတုန်းကတော့အခုမောင်တော်ဘူးတီတောင်ပါတကြေပြန်တဲ့ခရိုင်ကြီးအဲ့ဒီမှာအိန္ဒိယနယ်ဖွာလို့တတ်မှတ်ခံရသူနှသိန်းကျော်မှာတသိန်းခွဲကျော်ဆိုလို့အများစုကြီးကအဲ့ဒီခရိုင်တွေမှာပဲမွေးတဲ့သူတွေဖြစ်နေလားဟင်းဟုတ်ကဲ့ခရိုင်တွေမွေးဖွားသူတွေဟုတ်တယ်ဒါကိုတန်းအောင်ဆိုင်ရင်ရဲတဲ့သူအားဒါဟာမြန်မာပြည်ကအိန္ဒိယရဲ့အစိပ်ပိုက်တစ်ခုကိုတင်းသွင်းလိုက်တယ်လို့ပဲလို့မှတ်ချက်ပေးခဲ့တယ်ဆိုတာတော်တော်ပြင်းထန်တဲ့မှတ်ချက်နော် ဟုတ်ပါတယ်အဲ့ဒီမှတ်ချက်က British အရာရှိတွေကြားမတော့ရွှေပြောင်းမှုပမာဏနဲ့ပတ်သက်ပြီးစိုးရိမ်မှုတွေရှိနေတာကိုပြတာလို့ထင်နေတယ်။ထန်ကွာ30တန်းတောင်စင်းကြတော့စစ်တွေခရိုင်ကအိန္ဒိယနယ်ဝါရေတွေက2300ကျော်တိုးလာရောတိုးလာပြန်ပြီဟုတ်အဲ့တော့သူအရင်များလွန်းလို့ ါးနဲ့လိုတော့မှတ်ယူသင့်ပြီဆိုရဲမှတ်ချက်မျိုးပါလာပြန်တယ်။နောက်1940 Backstop Report ဆိုတာရှိတယ်။အိန္ဒိယသားများရွှေ့ပြောင်းမှုဆိုင်ရာအစည်းအဝေးကံစားပေါ့။အဲ့ဒီဟာစစ်တွေခရိုင်ကအိန္ဒိယຫນွေဘွား2300ကျော်မှာ3600အများစုပဲဟုတ်တယ်အများစုကမြန်မာပြည်တွင်မွေးဖွားသူတွေဖြစ်ပြီး၄000၄000လောက်ပဲပြင်ပမွေးဖွားသူတွေဖြစ်တယ်လို့ဆိုရယ်ဒီကိန်းကဏ္ဍတွေက British Kit ရွှေပြောင်းအခြေချမှုတွေပမာဏဘလောက်ကြီးလဲဆိုတာမိမောင်းထုတ်ပြနေလို့ပဲ နှစ်ကတိတာထင်းရှားပေမဲ့လည်းနောက်ပိုင်းမှာဒီတန်းခေါင်ဆိုင်တွေကဘင်္ဂါလီတွေတို့စစ်တကောင်သားတို့ဆိုတဲ့တမတ်ချက်တွေအပေါ်မှာအငင်းပွားမှုတွေအကြီးကျယ်ပွာလာတာပေါ့နော်ဟုတ်ပါတယ်ရွှေချာနိုင်ငံလှုပ်ရှားသူတွေဥပမာဦးကျော်မင်းတို့ပုဂ္ဂိုလ်တွေကအဲ့ဒီတန်းခေါင်ဆိုင်ပါလူတွေဟာအများစုကယာဒီအလားယာရီလာလူတွေသူတွေ floating population တာဖြစ်တဲ့အမေတဲ့အခြေချသူတွေမဟုတ်ဘူးလက်ရှိရိုဟင်ဂျာတွေနဲ့မဆိုင်ဘူးလို့အခိုင်အမာဆိုကြတယ်။อืมသူတို့ရဲ့ငင်းဆိုချက်ပေါ့ဟုတ်ကဲ့ 1947မှာလဲ JMHUU လဲမှာဆိုတဲ့အဖွဲ့ကလည်းသူတို့ဟာစစ်တကောင်သားတွေမဟုတ်ဘူးတီးခြားသမိုင်းယဉ်ကျေးမှုရှိတဲ့လူမျိုးစုထစ်တယ်လို့အစိုးရကိုတင်ပြခဲ့တယ်။ဒီအမြင် kwa ရချက်ကအခုထိအဓိကအငင်းပွားနေရတဲ့အချက်ဖြစ်နေတော့ဝင်တော့ဟုတ်ပါတယ်။ဒီညမှာတောင်းကင်ကထောက်ပြတယ်နော်အရေးကြီးတဲ့ချက်တစ်ခုကရိုဟင်ဂျာဆိုတဲ့အတုံးလုံးရဲ့တမိုင်းပဲ။ဟုတ်ကဲ့။အဲ့ဒီစကားလုံးဟွန်းဒီစကားလုံးကို British အုပ်ချုပ်ရေးမတန်တစ်ခုမှရှာမတွေ့ရဘူးလို့ဆိုတယ် လွတ်လပ်ရမရခင်တခုတည်းသောရည်ညွန်းချက်လိုယူဆနိုင်တာက1799က Francis Buchanan ဆိုတဲ့ British တန်တမာအဖွဲ့ဝင်တယောက်ရဲ့မှတ်တမ်းလေးတခုပဲ1799ဆိုတော့တော်စောစောပိုင်းကမှတ်တမ်းပေါ့ဟုတ်တယ်သူကရခိုင်မှာဂျာမင်စွာအခြေချနေထိုင်တဲ့မဟာမီးရင်တွေကသူတို့ကိုသူတို့ရိုဟင်ဂါလို့ခေါ်တယ်ဆိုပြီးမှတ်တာခဲ့တာဒါမဲ့ဒါကတအူးတဲ့မှတ်တမ်းချင်နေတယ်တခြားခိုင်မှာလည်းအထောက်အထားမရှိဘူးလို့ဆိုရတယ် ဒီကတုံးလုံးက1968နောက်ပိုင်းနိုင်ငံရေးအပေါ်ကျပြန်လာတာတွေ့ရတယ်ဆိုတော့ဒါကလည်းအငင်းပွားမှုရဲ့အစိပ်ပိုင်းတစ်ခုဖြစ်နေရပါဘို့ဟုတ်ကဲ့နားလည်ပါပြီခုနကဆွေးနွေးခဲ့တာပြန်ောက်ရရင် British တွေကရွှေ့ပြောင်းမှုကိုအားပေးခဲ့တယ်ဆိုပြီးမြတ်တိကျတဲ့မူဝါဒ policy ကြီးချမှတ်ပြီးအကောင့်အထည်ဖော်ခဲ့တာမျိုးမဟုတ်ဘူးလို့ဆိုတယ်အဲ့ဒါကနည်းနည်းတော့ထူးဆန်းတယ်လို့ပဲလူလုံးနေတယ်အားပေးတယ်ဒါပေမဲ့တိကျတဲ့အစီအစဉ်မရှိဘူးဆိုတော့တုံးကင်းတာဘာကြောင့်လို့သုံးသပ်လဲရှင်တုံးကင်းရဲ့အမြင်အရာတော့အတိကကရခိုင်ကိုဝင်လာသူတွေက အစိုးရရဲ့အကူအညီမလိုပဲကို့အစီအစဉ်နဲ့ကို့လာကြတာများလို့ပါသူတို့ကနီးစပ်ကြစစ်တကောင်ကနေမိသားစုဆွေမျိုးအဆက်အသွယ်တွေကနေတချင်ပေါ်လဲရခိုင်မှာမြင်ရဖို့လွဲတယ်အလို့ကွိုင်ခွန့်လန့်ရှိတယ်ဆိုတာသိလို့လာကြတာအော်ဟုတ်ကဲ့တည်င်းနေနဲ့လာကြတာပေါ့အင်း1888မှာနိုလင်ဆိုတဲ့ရရှိကဘီဟာကလယ်သမားတွေခေါ်သွင်းဖို့အစိုးပြုခဲ့ဘူးတယ်ဒါပေမဲ့တာကမြန်မာပြည်မှာအတော့ဖြစ်ပြီး ရခိုင်အတွက်တည်တံစီစဉ်မဟုတ်ခဲ့ဘူး။အောင်လဲမမြင်ခဲ့ဘူးလို့ဆိုတယ်။ဟုတ်ကဲ့။ British ရရှိတွေကတော့လူဝင်လာတာကိုကြိုးဆိုတယ်။မြေလွတ်တွေစိုက်စေခြင်းတယ်။1886-89လောက်ကအစိုးရခန်းစားတခုမှဆိုရင်မြေယာအသက်မှာအခြေချရင်အခွန်ငါးနဲ့ကင်းလွတ်ခွေပြေဖို့တော့အကြံပြုခဲ့သေးတယ်။အေးအဲ့လိုအားပေးမှုတွေတော့ရှိခဲ့တယ်။ရှိခဲ့တယ်။ဒါပေမဲ့ဒါတွေကအကြံပြုချက်အစ်စင်မှာပဲရှိခဲ့ပြီးအစိုးရကဥဆောင်ပြီးငွေကုန်ကြေးကြခန်းလွတ်တဲ့အစီအစဉ်ကြီး plan ဆိုတာမျိုးမရှိခဲ့ဘူးလို့တွန်းကင်ကဆိုပါတယ်။ဒါပေမဲ့ အစည်းအဝေးမရှိပေမဲ့ British အရာရှိတွေရဲ့သဘောထား attitude ကတော့ရွှေပလောင်းလာသူတွေဘက်ကိုပို့ပြီးတော့ရိမ့်တယ်လို့မျိုးထင်နေတယ်လို့ဆိုတဲ့ Tomkins ရဲ့စာတမ်းမှာကိုးကားထားတဲ့မှတ်တမ်းတွေရလေဟုတ်ပါတယ်အေးအဲ့ဒါလည်းမှန်ပါတယ် British အရာရှိတွေကဘင်္ဂါလီရွှေပလောင်းလာသူတွေကိုလုံလန့်ဝီရိယရှိတယ်အချင်းမီအခွန်ဆောင်တယ်တက်ရပ်တယ်ဆိုပြီးချီးကျူးလေးရှိတယ်ရခိုင်တွေကိုကြတော့ပြင်းတယ်ပေါ့စားတယ်အထုံးအဆွဲချီးတယ် ဆိုပြီးအနှိမ်တပိုးမျိုး ရေးတာရှိခဲ့တယ်နော် Obi Smart ရဲ့စရောင်ကိုပဲစခွန်အခရဂဇီဒီယပ်ဆိုတဲ့စစ်တွေခရိုင်မတိုင်းချုံမှာဒါကိုတော်တော်ထင်ရှားစွာ တွေ့ရတယ်လို့ဆိုတယ်ဒီလိုဗလိုက်မှုမျိုးကဒေတာခံတွေရဲ့မချေနှမ်းမှုကိုမွေးမြူပေးတယ်လို့ဖြစ်မသွားဘူးလားရှင်ဒါကဖြစ်နိုင်ခြင်းရှိတဲ့အချက်ပါပဲဒီလိုဗလိုက်တဲ့အမြင်နဲ့ရေးသားချက်တွေကရခိုင်နေရဲ့အမျိုးသားရဲ့စိတ်သက်ကိုထိခိုက်စေနိုင်တယ်အောက်စုနှစ်ခုကြားတန်တရက်တွေတိုးဟွာစေနိုင်တာပေါ့ဟုတ်ကဲ့ ဒါပေမဲ့စိတ်ဝင်စားဖို့ကောင်းလာကတွန်ကင်က1989မှာ ရခိုင်နိုင်ငံရေးသမားတော်ဦးကိုကိုးကားထားတယ်။သူက ICS အရာရှိဟောင်းဦးကျော်မြင့်နဲ့အခုလက်ရှိရင်းကြနိုင်ငံရေးသမားဦးကျော်မြင့်မဟုတ်ဘူးပေါ့နော်။အော်လူဒီယောတခြားစီပေါ့။ဟုတ်လူဒီယောစီ။အဲ့ဒီဦးကျော်မြင့် ICS ရေးခဲ့တဲ့စာတစောင်းမှာစစ်တကောင်ပြဿနာကရခိုင်တွေအတွက်ပြဿနာမှမမြင်မဲ့အစားပိုင်းမှာသူတို့ကအစေခံအလို့သမားအဖြစ်လိုအပ်ခဲ့တယ်။ လယ်သမားဖြစ်ဝင်လာတော့လေရခိုင်လယ်သမားနေပါလို့နေရာရှိခဲ့တယ်။ဆက်ဆံရေးကအမြင့်လို့လို့ခောက်ခဲ့တယ်။ပထမဆုံးပဋိပက္ခကထွန်ကွက်လေးစုံနဲ့ဂျပန်ဝင်လာမှဖြစ်တာလို့ရေးခဲ့တယ်ဆိုပြီးကိုကထားတယ်။ဟွန်းဒါကအဲ့ဒီခေတ်ကရခိုင်ပညာတတ်တူယေရှုမြင်ပုံဆိုတော့မသားစရာပဲ။ဟုတ်ပါတယ်။သူ့ရဲ့အမြင့်ပေါ့။အဲ့တော့လူမှုဆက်ဆံရေးအပိုင်းကိုဆက်ကြည့်ရင်ခုနပြောခဲ့တဲ့ Smart ရဲ့ Gazetteia မှာစစ်ကောင်တားတွေများအပြဝင်ရောက်မှုကြောင့် မူလရခိုင်နေရာအနောက်ဘက်မောင်တော်ဘူတီတောင်ဒေသတွေကနဲ့အရှိဘက်ကိုတဖြည်းဖြည်းရွှေ့ပြောင်းသွားရတယ်လို့ဖြစ်လာတယ်လို့ဖော်ပြထားတယ်။နေရာပြေးလိုက်ရတယ်လို့ဖြစ်သွားတာပေါ့။အဲလိုတဘောမျိုးပေါ့။ဒါပေမဲ့တောင်ကကိုစိမ့်နှစ်မတိုင်ခင်ထိကြီးမားတဲ့လူမျိုးရေးပဋိခတ်မှတန်းတွေကရှားပါတယ်လို့ဆိုရမယ်။အငင်းပွားမှုတွေက အများဖြင့်မြေယာကိစ္စတွေ၊ငားရံကကိစ္စတွေမှာပဲဖြစ်ခဲ့တယ်လို့ဆိုနေပါတယ်။ဒါဆိုရင်1990နှစ်ဒုတိယကမ္ဘာစစ်အတွင်းဖြစ်ပွားခဲ့တဲ့အကြမ်းဖက်မှုတွေက တကယ်အလဲအပြောင်းကြီးဖြစ်သွားစေခဲ့တာပေါ့ဒီဖြစ်ဖြစ်နဲ့ပတ်သက်ပြီးတွင်ကင်ရဲ့စာနာမှာဘယ်လိုသုံးသပ်ထားပါသလဲ1990နှစ်အရေးခင်းကတော့နှစ်ဖက်လူအဖွဲ့စည်းဂျာနာတော်တော်နဲ့ဆိုင်တဲ့အမှုန်တရားတွေမယိုကြည်မှုတွေကိုခြံရက်ခဲ့တယ်။တမိုင်းပညာရှင် Jack Slater ကိုကိုးကားပြီးတွင်ကင်ကပြောတာကတော့ဒီခြေကွက်ဆရာဖြစ်ဆိုအတွက်ဘသူကစတယ်ဘလောင်းတည်ဆုံးတယ်ဆိုတာတွေအထီးကျသိဖို့ခက်ခဲတယ်။ပြီးတော့နှစ်ဖက်စလုံးမှာတာဝန်ရှိတယ်ဆိုတော့ပါပဲ။ဟုတ်ကဲ့အချက်လက်အတိအကျရဖို့ခက်တာပေါ့။ခက်တယ်။ ခုနကပြောခဲ့တဲ့ဂျမ်မီယတ်တူလ်အိုလာမာဖွဲ့ကတော့1948မှာဒါဟာ British တွေရဲ့တွေးခွဲအုပ်ချုပ် Divide and Rule ငွေဝါဒကြောင့်ဖျက်တာလို့တင်ပြခဲ့တယ်။ဒါမဲ့ထွန်ကင်ကတော့ဒါဟာအဲ့ဒီအချင်းကနိုင်ငံရဲ့အချင်းတွေရအဖြစ်ဖို့စရာရှာတယ်ထင်ပြကြထင်နိုင် British တွေကဒမင်တကာတွေးခွဲခဲ့တဲ့ဆိုတော့ခိုင်မာတဲ့အထောက်အထားမျိုးတွေးရဖို့လို့ယူဆကြောင်းရေးထားပါတယ်။ဟုတ်ကဲ့ လွတ်လည်ရရပြီနောက်ပိုင်းမှာတော့ဒီသမိုင်းကြောင်းကဘလို့ဆက်ပြီးတော့အရေးထုတ်ခဲ့တယ်လေရှင်လွတ်လည်ရရပြီနောက်ပိုင်းမြန်မာအစိုးရတွေနဲ့စစ်တပ်ခေါင်းဆောင်တွေကမြန်မာတော့ရခိုင်မှာဘင်္ဂါလီအများပြားရှိနေတာဟာကိုလိုနီအမွေဆိုး British တမင်ခေါ်သွင်းခဲ့လို့ဖြစ်တယ်ဆိုတဲ့အမြင်ကလှမ်းမို့လာတာတွေ့ရတယ်အင်းကိုလိုနီကြောင်းဆိုတဲ့အမြင်မို့ဟုတ်ဓမ္မရဦးသိန်းစိန်ဘူချုံမူညီမြောင်းလိုင်းတို့ရဲ့ပြောဆိုချက်တွေမှာဒီအမြင်ကိုတွေ့နိုင်ပါတယ်ဒါပေမဲ့ နိုင်ငံတော်အတိုင်ပင်ခံဘုကိုဒေါင်ဆန်းစုကြည်ကတော့ဘင်္ဂါလီတရားမဝင်ရွှေ့ပြောင်းလာသူဆိုတဲ့အတုံးတွေကိုတတိထားရှောင်ရခဲ့တာတွေ့ရတယ်။ဆိုတော့ခေါင်းဆောင်တွေကြားမှာတော့ချင်းကပ်ပုံကွဲပြားတာကိုပြနေတာပေါ့။ဟုတ်ကဲ့အမြင်နေမိတူကြဖို့1960နှစ်နိုင်ငံသားဥပဒေထုတ်ပြန်ခဲ့တဲ့အချိန်ကအခြေအနေနဲ့ပတ်သက်ပြီးတော့ထောင်ကင်းကဗြိတိန်တန်ယုံမတန်းတွေကိုကိုးကားထားတာလဲစိတ်ဝင်စားဖို့ကောင်းတယ်နော်။ဟုတ်ပါတယ်။ဘာနေပါလဲခင်ဗျာ။ တန်ရွတ်ရရှိ Roger Freeland ဆိုတဲ့သူကဒီဥပဒေမှာလူမျိုးရေးခွဲခြားမှုရှိတယ်လို့မှတ်ချက်ပေးခဲ့တယ်လို့တစ်ချိန်တည်းမှာပဲဒီဥပဒေဟာကိုလိုနီခေတ်အမွေဆိုးကိုဖြည့်ရှင်ဖို့စ조사တဲ့ဥပဒေလို့ရှုမြင်နိုင်ကြောင်းလည်းသုံးသပ်ခဲ့တယ်လို့ဆိုရယ်ဆိုတော့အမြင်တွေတော်တော်ကွဲလွဲခဲ့တာပဲဟုတ်ပါရှုတော့အမျိုးမျိုးကနေမြင်ခဲ့ကြတာပေါ့တော်တာပြီဒီနေ့ကျမတို့ဆွေးနွေးခဲ့တာလေးကိုခြုံငုံပြီးတော့ပြန်ကြည့်ကြရအောင် Derek Tongkin ရဲ့စာတန်းကိုအခြေခံပြီးကြည့်တဲ့အခါမှာ British ခေတ်ရခိုင်ကို ဘင်္ဂလားကနေရွှေ့ပြောင်းမှုဟာမြန်မာပြည်မားတဲ့ကအိန္ဒိယသားရွှေ့ပြောင်းမှုနဲ့မတူဘူးဟုတ်ကဲ့အစိုးရရဲ့တရားစီမံခန့်ခွဲမှုမပါဘဲကိုတဖို့နဲ့ကိုဝင်ရောက်လာတဲ့စိုက်ပျိုးရေးရွှေ့ပြောင်းမှုဖြစ်တဲ့ British တွေကအားပေးခဲ့ပေမဲ့တိကျတဲ့ခိုသွင်းရေးအစီအစဉ်မရှိခဲ့ဘူးဒါပေမဲ့ကြီးရွှေ့ပြောင်းမှုပမာဏကကြီးမားခဲ့ပြီးတော့တန်းကုန်ဆိုင်ရင်မှတ်တမ်းတွေကိုယ်တိုင်ကအငင်းပွားစရာဖြစ်ခဲ့တယ်ဟုတ်ပါတယ်အဓိကအနစ်ချုပ်ရရင်တော့လေ ဗြိတိရှ်ခေတ်မှာရွှေပြောင်းမှုအများအပြားရှိခဲ့တာတမိုင်းအချက်လက်ဖြစ်ပေမဲ့အဲ့ဒီလူတွေရဲ့မျိုးရိုးတတ်မှတ်ချက်တွေပေါ့ဘင်္ဂလားလီစစ်တကောင်သားအင်ဒိုဘာမင်းဆိုတာတွေနဲ့ရိုဟင်ဂျာဆိုတဲ့အတုံးလုံးရဲ့တမိုင်းကရှုပ်ထွေးပြီးအငင်းပွားပဲဖြစ်နေတယ်။ဟုတ်ကဲ့။ပြီးတော့ဗြိတိရှ်ဂျာရှိတီရဲ့ဗတ်လိုက်တဲ့သဘောထားတွေတောင်ကဲ့ဆေယောက်ထမ်ဖတ်မှု နောက်ပိုင်းနိုင်ငံရဲ့အမြင်ကွဲပြားမှုတွေကဒီကိစ္စကိုပို့ပြီးနှက်ရှိုင်းစေတယ်။ တောင်ကင်ရဲ့ကောက်ချက်ရာတော့ဒီနီရိုဟင်ဂျာလို့ခေါ်တဲ့လူများစုရဲ့ဘိုးဘေးတွေဟာ British ခေတ်ကဝင်ရောက်လာသူတွေဖြစ်နိုင်ချေများတယ်။ဒါပေမဲ့သူတို့ဟာဒီမြေပေါ်မှာမျိုးဆက်နှချီနေထိုင်လာခဲ့ကြသူတွေဖြစ်နေပြီ။อืมမျိုးဆက်ဒီရှိနေပြီပေါ့။ဟုတ်တယ်။တချိန်တည်းမှာပဲဒီပြည်တနာရဲ့အရင်းမြစ်ကိုနားလဲကိုစ조사တဲ့အခါမှာ British colony ခေတ်ရဲ့အခန်းကဏ္ဍကိုမျက်ကွယ်ပြုလို့မရဘူးဆိုတာပါပဲ။ ဒါကြောင့်မလို့ဒီလိုတမိုင်းဆိုင်ရာအငင်းပွားမှုတွေရွှေပြောင်းမှုရဲ့ရှုပ်ထွေးတဲ့သဘောတဘာဝတွေအုတ်ချုပ်သူတွေရဲ့မူဝါဒနဲ့သဘောထားတွေကလက်ရှိလူမျိုးရေးလက္ခဏာနိုင်ငံသားဖြစ်မှုနဲ့ပိုင်ဆိုင်မှုဆိုင်ရာအငင်းအခွန်တွေကိုဘလို့ပုံဖော်နေတယ်လဲဆိုတာကိုနားလည်ဖို့ကြိုးစားတဲ့အခါတမိုင်းကိုအပေါ်ယံချိတာထက်ပိုပြီးနက်နက်နဲနဲစင်ချမှုလိုအပ်နေတယ်လို့ဆိုရမှာပေါ့ဟုတ်ပါတယ်အချက်လက်တွေကိုဓမ္မဒေသန်ကြကြကြည့်ဖို့လိုတာပေါ့ ဒီတမိုင်းဆိုင်ရာအချက်လက်တွေကနေသင်ခန်းစာယူပြီးရှေ့ဆက်သွားရမယ်လမ်းကိုဘလို့ပုံဖော်မလဲဆိုတာကတော့ဆက်လက်စဉ်းစားစီရအချက်ကြီးတစ်ခုအဖြစ်ကြန့်ရှိနေအောင်မှာဖြစ်ပါရဲ့ရှင်